တာမန်ပြည်သူတယောက်ပင်လင်းအချိန်9မိနစ်ခန့်တွေ့ဆုံရန်ခတ်ခဲလာသောအစိုးရဝန်ကြီးများမှကြက်ခန့်ရေးတင်နှန်းကြောင်းများ၌တင်နှန်းလာပို့ချရင်းကြက်ခန့်ရေးအသင်းဖွဲ့ဝင်များနဲ့ဖလဲတကင်းအချိန်များစွာတွေ့ကြုံရကြသည်ဝန်ကြီးများကတင်နှန်းသားများကိုဒေသအလိုက်တာဝန်ခံယူထားရသောကြောင့်မိမိတို့နှင့်သက်ဆိုင်ရာအလိုက်မဟုတ်ဘူးပေးခြင်းခရီးစရိတ်ပေးခြင်းများလည်းရှိခဲ့သည်ကျွန်တော်တငယ်ချင်းကြက်ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့အမှတ်လောင်းရှိတယ်။ကျွန်တော်မေးကြည့်တယ်။မင်းကဘာလို့ကြက်ခိုင်ဖွံ့ဖြိုးရေးပါတီကနေအမှတ်ဖြစ်ဝင်ရွေးခံရတာလဲ ဟေ့ငါခုနေတဲ့တိုက်အဲ့ဒီပတ်စံနဲ့စောက်တာလားရှုံးမငါတိတာပဲနော်ရှုံးလဲရှုံးတယ်သူလဲတိုက်ချောက်တိုက်နေနေလဲရတယ်ဒါကတကယ်အဖြစ် ျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတစ်ပုဒ်ကတော့စောင်းပါရှင်မောင်ရေဆက်ရေးသားတဲ့ကြံ့ခံရေးဘာလဲပဲလဲစောင်းပါစုတွေထဲမှာအပိုင်းနှစ်ကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်အပိုင်းနှစ်ပြည်တော်စုကြံ့ခံရေးနဲ့ဖွံ့ဖြိုးရေးအသင်းကြီးဟူ၍အနေနဲ့အရရအစိုးရပြန်ဆက်ရုံများတွင်အလံဆိုင်ထူလျက်အချင်းမွေးတော့နေချင်းကြီးဆိုသလိုမြို့တိုင်းနေတိုင်းနေရယူနိုင်ခဲ့ကြသည် အသင်းစောက်ဖွဲ့ဒီမှာ1993ရက်ကြီးမှသည်ဘ ਹੁ အဆင့်ထိမြို့နယ်ခရိုင်ပါမကျန်းရုံများဖွဲ့စည်းနိုင်မှုမှာ1994တွင်ပင်အာလုံပြည်စည်းလူနီးပါးဖြစ်ခဲ့သည်အသင်းစတင်ဖွဲ့စည်းပြီးလပိုင်းအတွင်းမှာပင်ကြံ့ခိုင်ရေးအသင်းကြီးမှကြီးမှုကျင်းပသောလူလူအစည်းအဝေးပွဲကြီးများသို့အခြေခံပညာအထက်တန်းအလယ်တန်းမူလတန်းပါမပါတော့မသိရကျောင်းသူကျောင်းသားများအပါအဝင်ဌာနဆိုင်ရာဝန်ထမ်းများကုမ္ပဏီဝန်ထမ်းများဆယ်တန်းအောင်ပြီးတက်ကတူကျောင်းမဖွင့်သေး၍ တို့တို့တလန့်ဖြစ်နေကြသောចောင်းသူចောင်းသားများရခင်လန်းစင်ပါတီအစိုးရလက်ထက်မှဖျက်သိမ်းခံခဲ့ရ၍အပြင်သို့ရောက်နေကြသောပါတီဝင်ဟောင်းများလူရန်စားပေါင်းစုံပါဝင်ခဲ့ကြသည်အသင်းဖွဲ့စည်းသည်မှာလာပိုင်းများအတွင်တနိုင်ငံလုံးအတိုင်းအတာနှင့်လူမှုအစည်းအဝေးပွဲအခမ်းအနားကြီးများကိုကျင်းပနိုင်သည်မှာအုပ်ချုပ်စီမံနိုင်သောနောက်ကေမပုဂ္ဂိုလ်များအားလေးလာကြည့်မိသည်အနေနဲ့အရေးရအဆင့်လိုက်ကြံ့ခိုင်ရေးယုံများရုံးဆိုင်ရာအစိုးရပြန်ဆက်တာဝန်ရှိသူများနှင့်အစိုးရဝန်ထမ်းများကအဓိကကိုင်ကြီးပံ့ပိုးပေးခဲ့ကြောင်းတွေ့ရှိရသည် ဗိုလ်ချုပ်ကြီးနေဝင်းဤလမ်းစဉ်ပါတီဌာနချုပ်ဝန်ထမ်းဟောင်းများအဖြစ်ဖွဲ့စည်းထားသောဗိုလ်ချုပ်မှုကြီးတန်းချွေ၏အစိုးရပြန်ဆက်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများအထူးကြွမ်းကျင်သောအစည်းအဝေးပွဲများကျင်းပခြင်းအခမ်းအနားပြင်ဆင်ခြင်းလူထုကိုပြန်ကြားပေးခြင်းပညာပေးခြင်းမီဒီယာပံ့ပိုးမှုကိုကြံ့ခိုင်ရေးအသင်းကပံ့ပိုင်နိုင်နိုင်ရယူအသုံးချနိုင်ခဲ့ကြောင်းထိုစဉ်ကကြံ့ခိုင်ရေးလူထုအစည်းအဝေးပွဲများ၏မြေဖြားခံရကိုလေ့လာလင်းသိရှိမိသာဖြစ်ပေသည်နေပေါင်းများစွာလေ့ကျင့်ပြောထောင်ထားသောပါတီကြီးများကို ကြော်ဖြတ်၍ပြည်သူလူထုကိုစီယုံ၍ခေါင်းဆောင်မှုပေးနိုင်ခဲ့သောရည်ရွယ်ချက်အားအချိန်တိုအတွင်ဖော်ဆောင်နိုင်ခဲ့သည့်ကြံ့ခိုင်ရေးအသိဉာဏ်သည်ဗဟုအလုံးမှုဆောင်အဖွဲ့မိမြပြင်အင်အားတောင်းတင်းစေကောင်းမှုအခြေခံကြသောမြို့နယ်ပေါင်း300ကျော်အသိဉာဏ်များ၏အကောင့်ထဲပေါမှုစွမ်းအားမပြီးပြင်လင်လောက်လောက်လာလာထုံးကားလာခဲ့မည်မဟုတ်ပေကြံ့ခိုင်ရေးအသိအလုံးမှုဆောင်တော်တော်များများသည် စာဖတ်ခြင်းအလေးအထလွန်စွာအားနေပြီးသတင်းမီဒီယာသမားများကိုလည်းတဆေတရေများတဲ့ဖွယ်ဆက်ဆံနေရှိသည်ကို ပါဝင်ခဲ့စဉ်က အတွေ့အကြုံများစွာရခဲ့သည်ကိုတိုင်းစာဖတ်ရှင်းအလေးအထအားနေသူများသည်နိုင်ငံရေးအတွေ့ခေါ်စာပေရေးရာလေးလာဟောပြောသူများအပေါ်၌နိုင်ငံရေးအရာညစ်ပတ်ကွက်များဖြင့်တိုက်ခိုက်မှုများအသင်းကြီးတွင်ပါဝင်ခဲ့စဉ်ကကြုံတွေ့ခဲ့ရသည်လမ်းစဉ်ပါတီကိုစတင်တီထောင်စဉ်ကတက်မတော်တံပိုးကြီးများ၏နိုင်ငံရေးအတွေ့ခေါ်နှင့်အတွေ့အကြုံများပေါင်းဆက်ပြီးရရှိလာသောနိုင်ငံရေးအသီးပွင့်များကိုအကောင့်ထဲပေါ်ကြသည့်အောက်ခြေမြို့နယ်ပါတီယူနစ်ကော်မတီများရုပ်ရင်းပြသမှုကြောင့်မစားသုံးရဘဲပြိုလဲခဲ့သော လမ်းစဉ်ပါတီ၏အတက်ပညာပိုင်းဆိုင်ရာရှိနေကြသည့်ပါတီဌာနချုပ်ဝန်ထမ်းများကိုအစိုးရပြန်ဆက်ရုံးများအဖြစ်1968ခုနှစ်အာဏာသိမ်းနဝတာတက်မတော်အစိုးရကပြောင်းလဲယူခဲ့ပြီးလမ်းစဉ်ပါတီတစ်ဖြစ်လဲတောက်ဆောင်ညပါတီနှင့်ဆွေမျိုးကန်းဖြတ်ကကြက်ခိုင်ရေးအသင်းကြီးအတွက်လွှဲပြောင်းအသုံးချနိုင်ခဲ့သည်သာဗိုလ်ချုပ်မူကြီးတန်းရွှေ၏နိုင်ငံရေးသဘောတရားရေးရာပိုင်း၌မြင်းမြတွေးခေါ်နိုင်သည့်အခြေအနေကိုလေ့လာကြည့်လင်းသိရမည်ဖြစ်ပေသည်၎င်းနောက်ပိုင်း အချိန်တိုအတွင်းတပြည်လုံးလူသိများလာသောကြံ့ခိုင်ရေးအသင်းယုံများကိုစတင်ဖွဲ့စည်းယုံဆိုင်ရာအစိုးရပြန်ဆက်ယုံများမှဖဲခွာ၍အစစ်စင်သောယုံများကိုကိုပိုင်မြေကွက်များ၌ဆောက်လုပ်ခဲ့ကြသည်အသင်းရန်ပုံငွေတပြားတစ်ချက်မှမရှိသောအရှိအနေမှမြေပိုင်ယုံပိုင်ဘဝသို့ရောက်ခဲ့ရသည်မှာလဲအကြောင်းမျိုးမျိုးဖြင့်ဆိုသည်ကိုလေ့လာသူများသိရှိနိုင်ကြသည်ကြံ့ခိုင်ရေးဘဟုအလုံးမှုဆောင်အဖွဲ့တွင်ပါဝင်သောအစိုးရဝန်ကြီးဒုဝန်ကြီးများကိုမြို့နယ်အလိုက်တာဝန်ခံ၊နယ်မြေတာဝန်ခံ၊တိုင်းနယ်ပြည်နယ်တာဝန်ခံ၊ခရိုင်တာဝန်ခံများ ဒေသဆောင်အောင်ပေးပြီးဝင်ကြီးဒုဝင်ကြီးလောက်ပိုင်ခွေများဖြင့်တပ်ဆိုင်ရာနေမီအလိုက်အောက်ချုပ်ရေးအာဏာပိုင်များဖြစ်ကြသောမဝါဒခဝါဒပဝါဒတဝါဒများကိုကြံခံရေးအသိအတွက်ကြီးမားသောပံ့ပိုးဝင်များဖြစ်လာစေခဲ့သည်အာဏာပိုင်များထောက်ခံမှုဖြင့်ရုံးဆောက်လုပ်ရန်မြေခွက်များခရင်ရရှိခြင်းရုံးဆောက်လုပ်ရန်နေမီတာဝန်ခံဝင်ကြီးများထမငွေကြေးနှင့်ပါမစ်ပံ့ပိုးမှုများရရှိခြင်းရန်ကုန်တိုင်းဆိုလင်တိုင်းတာဝန်ခံငွေကြေးလွန်စွာဝင်ငွေကောင်းသောရန်ကုန်မြို့တော်ဝင်များဖြစ်၍ ်မြို့နယ်လိုက်ရုံးများကိုအချိန်တော်အတွင်းပြည်စည်းအောင်ဆောက်လုပ်ပေးခြင်းခရံရုံးများကိုလည်းရန်ကုန်မြို့၏အချက်အချာနေရာများ၌လင်းမြန်စွာဆောက်လုပ်ပြီးစည်းခြင်းကြံ့ခိုင်၏အသိဉာဏ်များကိုကြည်ပါလင်စတင်အခြေတီးရအစိုးရပြန်ဆက်ရုံးများနှင့်ပုံစံတူဆောက်လုပ်ထားခြင်းပုံစံကွဲပြားသည်မှာတိုင်းနေပြည်နယ်အသိဉာဏ်များဖြစ်ပြီး၎င်းရုံးများကိုလည်းအစိုးရတိုင်းအဆင့်ပြည်နယ်အဆင့်ရုံးများကဲ့သို့ခန္ဓာထဲဝါစွာဆောက်လုပ်ခဲ့ပြီးအခမ်းအနားများကျင်းပခြင်းတွင်လည်းထိုစဉ်ကတိုင်းနေပြည်နယ်အဆင့်ဆင့်အစိုးရအကြီးအကဲများဖြစ်ကြသော တိုင်းမူတက်မမှုများတက်မတော်အခြေခဲများကိုယ်တိုင်ကြွက်ရောက်အားပေးခြင်းများဖြင့်ကြံ့ခိုင်၏အသိဤခရီးဆက်ရာတွင်အရှိတီယာအစိုးရပြန်ဆက်ရုံများမှသည်ကိုယ်ပိုင်ယုံကြည်များသို့ပြောင်းလဲရောက်ရှိခဲ့သည်ကြံ့ခိုင်၏အသိများလှုပ်ရှားမှုတိုင်းတွင်အာနာပိုင်များကိုယ်တိုင်လာရောက်ပါဝင်ပူးပေါင်းခဲ့သည်မှာဗဟုအဆင့်တင်နှန်းများ၌အုပ်ချုပ်ရေးအာနာပိုင်ဝင်ကြီးများကိုယ်တိုင်တင်နှန်းဆရာဘောကတက်မှုဘုံမှုကြီးများမှာတင်နှန်းကျောင်းဦးကြီးများဘောကဘုံကြီးဘုံမှုများမှာ ်တင်နန်းသားထင်းဘောအများတို့ခံယူကြလျက်အစိုးရအကြီးအကဲဗိုလ်ချုပ်မှုကြီးတန်းရွှေသည်လဲဗဟုတင်နန်းကြောင်းစင်ပွဲပိတ်ပွဲများ၌ကိုတိုင်မိကုံးပြောမှတင်နန်းစင်ရသောကြံ့ခံရေးများဖြစ်ခဲ့ကြသည်တချို့သောတင်နန်းများဆိုလျှင်ဗိုလ်ချုပ်မှုကြီးတန်းရွှေမအားလိုက်၍တင်နန်းစင်ရန်စောင့်ဆိုင်းရင်းလနဲ့ရှိကကြာမြင့်ကြရသောအချိန်၏ကြောင့်မြန်မာပြည်တစ်ပတ်လေးလာရေးခရီးပင်ပို့ဆောင်၍သွားခဲ့ကြသူများလည်းရှိသည်။တာမန်ပြည်သူတယောက်ပင်လင်းအချိန်၅မိနစ်ခန့်တွေ့ဆုံရန်ခတ်ခဲလာသောအစိုးရဝန်ကြီးများမှာ ကြခန်ရေးတင်နှန်းကြောင်းများ၌တင်နှန်းလာပို့ချရင်ကြခန်ရေးအသင်းအဖွဲ့ဝင်များနှင့်ဖလဲတကင်းအချိန်များစွာတွဲကွင်ရကြသည်ဝင်ကြီးများကတင်နှန်းသားများကိုဒေသအလိုက်တာဝန်ခံယူထားရသောကြောင့်မိမိတို့နှင့်တပ်ဆိုင်ရာအလိုက်မဟုတ်ပေးခြင်းခရီးစရိတ်ပေးခြင်းများလည်းရှိခဲ့သည်အချို့ဆိုလင်းတင်နှန်းလာတတ်ရင်ဝင်ကြီးနှင့်လေပေးဖြောင်ရေးယာတုတိုးသွားခြင်းအခွင့်အရေးများရခြင်းဝန်ထမ်းဆောင်မှုပဲအောင်ခြင်းစသောအခြေအနေတို့တွေ့ခဲ့ရသည်ကြခန်ရေးအသင်း၏ပထမ၅နှစ်တာခရီးတွင်နှစ်ပတ်လည်တင်းလုံးကျအစည်းအဝေးပွဲများကို မော်ဘီဘိုးတင်နှန်းကျောင်းရခင်ဘိုးတင်နှန်းကျောင်း၌ကျင်းပ၍အစိုးရမီဒီယာများကလည်းအကြေတဝင့်ရိုက်ကူးထုတ်လွှင့်ပြီးခဲ့ကြသည်အစိုးတင်သွင်းမှုများဆွေးနွေးမှုများကိုအစုအဖွဲ့လိုက်ဆွေးနွေးခြင်းဆုံးဖြတ်ခြင်းတဘာပတိအဖွဲ့ဝင်ဗဟုအလုံးမှုဆောင်ဝင်ကြီးများပါဝင်ခြင်းတို့ဖြင့်ရက်ရှိကျင်းပခဲ့သောကြံ့ခိုင်၏အသည်နှစ်ပတ်လည်အစည်းအဝေးတက်ရောက်ခဲ့ကြသည်အလုံးမှုဆောင်ကေတာကြီးများသည်နောက်တစ်ချိန်တွင်အချိန်ကာလကြာမြင့်စွာကျင်းပခဲ့သောပြည်သူများကြားအငင်းပွားနေသည့်၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာအမျိုးသားညီလာခံကြီး၌ ကိုယ်စားလှယ်များအဖြစ်တက်ရောက်ကြရမည်ကိုကြိုတင်သိရှိနိုင်မှုမရှိခဲ့ကြပေ။ကြံခံရေးအသင်းကြီး၏နှစ်ပတ်လည်အစည်းအဝေးများ၌သာအစိုးတင်သွင်းခြင်းထောက်ခံခြင်းအစုအဖွဲ့လိုက်ဆွေးနွေးခြင်းနိုင်ငံကြီး၏မိကုံးနာခံခြင်းတို့ဖြင့်ကြံခံရေးအသင်းကြီး၏ပထမ၅နှစ်တာအချိန်ကိုနောက်တစ်ချိန်နိုင်ငံရေးအတွက်အတိုက်အခံ NLD ပါတီကိုတက်မတော်အစိုးရဘက်မှရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ရေးလေ့ကျင့်ရင်စီယုံစီယုံရင်လေ့ကျင့်ကြရသည်။အချိန်ကြလည်းမြည်သည့်နေရာမှာပါဝင်၍1990ရွေးကောက်ပွဲအာနာမလွဲသောအစိုးရဘက်မှရက်ဒီတိုက်ပွဲဝင်ရန် ကြိုတင်မသိကြရသောကြက်ခိုင်ရဲ့အသင်းအလုံးမှုဆောင်ဂီတာများမှာစီယုံရည်တင်နှံများစီရည်တင်နှံများတည်င်းတင်နှံများတက်ရောက်ခဲ့ကြရသည်ယခုအခါအဆိုပါဂီတာများမှာအမျိုးသားညီလာခံတို့ NLD မှကြောခိုင်းထွက်ခွာသွားပြီးနောက်ပြန်လည်ကျင်းပစဉ်တွင်အလုံသမားကိုယ်စားလဲလယ်သမားကိုယ်စားလဲတက်သည့်ကိုယ်စားလဲများအဖြစ်ပါဝင်တက်ရောက်ခွင့်ရခဲ့ကြပြီးလွတ်တော်အသီးသီးနှင့်အစိုးရအသီးသီးတို့၌နိုင်ငံရေးဥဆောင်မှုအခမ်းအနားများတွင်တွေ့မြင်နေကြရပြီဖြစ်သည်ကြက်ခိုင်ရဲ့အသင်း၏၅နှစ်ပြည့်မြောက်ခါနီးတွင်1999နိုဝင်ဘာလ၌ တပ်မတော်ထိပ်တန်းခေါင်းဆောင်ပိုင်းများအပြောင်းအလဲဖြစ်ခဲ့သည်ဗိုလ်ချုပ်မူကြီးစောမောင်ဗိုလ်ချုပ်မူကြီးတန်းချီတို့နှင့်အာဏာသိမ်းခေါင်းဆောင်များအဖြစ်တပ်မတော်ထိပ်တန်းတာဝန်ရှိခဲ့သူများဖြစ်ကြသောဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်ဒုတိယဗိုလ်ချုပ်ကြီးကျော်ဘဒုတိယဗိုလ်ချုပ်ကြီးထွန်းကြီးဒုတိယဗိုလ်ချုပ်ကြီးမောင်သိန့်ဒုတိယဗိုလ်ချုပ်ကြီးမြအသိန်းဒုတိယဗိုလ်ချုပ်ကြီးမျိုးညွန့်ဒုတိယဗိုလ်ချုပ်ကြီးအေးတောင်စသည့်ပုဂ္ဂိုလ်ကြီးများအနားပေး၍နိုင်ငံတော်အေဂျင်တာရင်းနှင့်ဖွံ့ဖြိုးရေးကောင်စီနာယကအစိုးရပြောင်းလဲဖွဲ့စည်းခဲ့ရာခေါင်းဆောင်ပိုင်း၌အစိုးရအကြီးအကဲနှင့်နိုင်ငံတော်ဝန်ကြီးချုပ်မှကြန့်ခိုင်ရေးဗဟိုနာယကကြီးဖြစ်သော တမ်မရောကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးတန်းရွှေဒုတိယအကြီးအကဲမှာနာယကကဒုဥက္ကရာဗိုလ်ချုပ်ကြီးမောင်ဟေးအတွင်းရေးမှူး1ဒုတိယဗိုလ်ချုပ်ကြီးခင်ညွန့်အတွင်းရေးမှူး2ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးအတွင်းရေးမှူး3ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်တို့ဖြစ်လာခဲ့သည်မြားမကြာမီအတွင်းရေးမှူး3ဒုတိယဗိုလ်ချုပ်ကြီးဝင်းမြင့်သည်ကျန်းကာရေးအသင်း၏ပထမဆုံးအဆင့်မြင့်တာဝန်ဖြစ်သည့်ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့သည်၎င်း၏နောက်တွင်မှကျန်းကာရေးအသင်းဒုတိယဥက္ကဋ္ဌများအဖြစ်ဗိုလ်ချုပ်ကြီးစိုးဝင်းဗိုလ်ချုပ်ကြီးသိန်းစိန်တို့တာဝန်ယူခဲ့ပြီးကျန်းကာရေးအသင်းဖျက်သိမ်းချိန်အထိ ဘုံချုပ်ကြီးသူရရွှေမန်း၎င်းတာဝန်ကိုပါဝင်ထမ်းဆောင်ခွင့်မရခဲ့ပြီးထိုစဉ်ကအစိုးရအပြောင်းလဲဖြစ်ခဲ့ပြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးတာဝန်ထမ်းဆောင်ခွင့်ရကြသောကြခန်ရဲ့အသင်းဘဟုအလုံးမှုဆောင်ဝင်ကြီးများကအစိုးရအခေါ်အဝေါ်ကိုအေဂျန့်ဖြိုးဖြစ်လာပြီးအေဂျန့်ဖြိုးသည်မိဘနေရာပြည်တော်စုကြခန်ရဲ့နေဖွံ့ဖြိုးရေးအသင်းကိုပြီးခိုင်ဖြိုးဟူ၍စတင်ခေါ်ဝေါ်ပြီးပြီးခိုင်ဖြိုး၏မိဘသည်အေဂျန့်ဖြိုးဖြစ်ကြောင်းကြခန်ရဲ့အသင်းအခမ်းအနားများ၌တရားဝင်ထုတ်ဖော်ပြောကြခဲ့သည်ထိုကဲ့သို့အစိုးရအပြောင်းလဲ၌ နာယကအစိုးရဖြစ်လာခဲ့ပြီးကြန့်ခိုင်ရဲ့အသင်းတီလည်းထိုစင်မှစ၍ပြည်ခိုင်ဖြိုးဟူ၍အမည်နာမခေါ်ဝေါ်ခဲ့ကြသည်မြန်မာနိုင်ငံ၏ဝဲကရက်အနောက်နိုင်ငံများ၏ပိတ်ဆို့မှုပြင်းထန်လာချိန်၌ပြည်ခိုင်ဖြိုးအသင်းဝင်များသည်ပြည်ရင်းပြည်ပအဖြစ်သမားများအားပုံရံသူအဖြစ်တတ်မှတ်ရှေးမောင်းကြရန်ပြည်သူသဘောထားထောက်ပေါ်ကြေညာပွဲများကျင်းပခြင်းတွင်တခဲနှင့်ပါဝင်လာခဲ့ကြသည်လူငယ်များစီယုံဟောပြောမှုစွမ်းရည်တိုးတက်မြင်မလာစေရန်အတွက်ကြာပန်းစကားပြောပြိုင်ပွဲများကိုလည်း တနိုင်ငံလုံးကျင်းပခဲ့ရာပြည်ခိုင်ပြိုအသိန်းကြီးကတက်မတော်နေကိုဂုံပြူ၍နှစ်စဉ်ကျင်းပပွဲများ၌ဆရာဆရာမများပညာရေးမှုများဗမုခများဗမုခကျုံများပါဝင်ဥဆောင်ကျင်းပပေးခဲ့ရာလူငယ်တို့၏စိတ်ဓာတ်အသည့်များတွင်ပြည်သူလူထုအပေါ်အမှန်တကယ်စည်းရုံးဥဆောင်ပြီးမိဘသားပွဲအဖြစ်တက်မတော်ပေါ်ယုံကြည်ကိုးစားစိတ်များတန်မိုကဲ့သို့ဆွဲထင်လာစေခဲ့သည်အစိုးရ၏အာသွန်ခွန်ဆိုင်ပံ့ပိုးမှုကြောင့်ရရှိလာခဲ့သောအသည့်ပညာရှင် အတတ်ပညာရှင်များသည်ပြည်ခိုင်ပြိုအသိန်းတော်ရာတစ်ချောက်နိုင်ငံရေးရည်စည်းကြောင်းစီစဉ်ရာ စီးမျောလိုက်ပါခဲ့ရင် ပြီးခိုင်ပြိုးအပေါ်ရွှေချမောင်းဒီစိတ်များပေါပေါလာခဲ့ကြသည်မှာမိသူတို့၏ညံဖျင်းမှုကြောင့်ဆိုသည်ကိုစစ်စစ်ငန်းကကြည်တင်ပြီးသည်အင်အားတို့သည်ကြီးမားသောအစိုးရနှင့်ဖွဲ့စည်းပုံဆောင်လင်သောပြီးခိုင်ပြိုးအကောင့်ထဲပေါ်ရာနေရာတိုင်း၌ရီမှန်းချက်များရည်ရွယ်ချက်များပြည်သူများအတွက်ကြီးကြီးမားမားထားခဲ့သည်ကြီးသာ ဖြစ်သည်အကောင့်ထဲပေါ်ကြသော အောက်ခြေပြီးခိုင်ပြိုးအလုံးမှုဆောင်အဖွဲ့ဝင်များသည်လည်းပြည်သူတို့၏လူရင်းစာနာကိုလစ်လူရှု၍မိမိတို့၏ကိုကြိုးအတ္တကိုသာဦးစားပေးအကောင့်ထဲပေါ်ခဲ့သည်ကြီးသာများပြီသည် ဤသို့ဆိုပါလင်ဒုတဲ့အင်အားကြီးမားသောပြီးခိုင်ဖြိုသည်2012ကြားပြတ်ရွေးကောက်ပွဲ၌ဝဝကွဲရှုံးနိမ့်ခဲ့ရသောအခြေအနေမှာအချက်ကွဲခြင်းမဟုတ်ပဲအချိန်ကြာမြင့်စွာကပင်ရှိခဲ့သောမူရင်းအခြေအနေတစ်ရက်ဖြစ်ပေါ်ခြင်းသာဖြစ်ကြောင်းတွေ့ရှိနိုင်ပေသည်ထို့အကြောင်းမှာပြီးခိုင်ဖြိုတို့ဤမောင်းရင်မှုဥဒိယာလမ်းကြောင်း၌ချိုးရင်းချက်ဖြင့်တစ်ခုတည်းသာရှိကြောင်းတွေ့ရှိရသည် ထို့အကြောင်းကအသိဉာဏ်အပေါ်ယုံကြည်ချက်ခံယူချက်မူဝါဒများအပေါ်ယုံကြည်ချက်ခံယူချက် အမှန်ရှိသူများကမြင်နိုင်ပေသည် ဆိုရစကားရှိပေသည် ပြည်သူခွန်အားမကိုးစားသောဓာသွားလဲခွေလှန့်သွားခွေအံ့ဆိုသည်ကိုပြည်ခိုင်ဖြိုးများထက်ခါတလဲလဲရေရွတ်ခဲ့ကြသည်မှာအနည်း20ကျော်ခရီးသာပောက်ခဲ့သည်ပြည်သူတို့ကိုအမှန်တကယ်အလုံကျွေးပြုခဲ့မပြုခဲ့မိမိတို့ကိုယ်တိုင်သာအတိဆုံးဖြစ်ကြပေမည်ဘဝအလုံးမှုဆောင်များအနေဖြင့်လဲပြည်သူတို့အပေါ်အမှန်တကယ်စိတ်ရင်းစေနာဖြင့်ကုညီပံ့ပိုးမှုများကိုအောက်ရှိပြည်ခိုင်ဖြိုးများကတဆင့်ပေးခဲ့ပါ၏လို့ဆိုသည်ကိုလဲယခုအခါစောကြောရန်မလိုတော့ပါဘူး ဆောင်းပါရှင်မောင်ရီဇက်အဆုံးထိနားတော်မိတဲ့တဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပြီးဆောင်းပါများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဗေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြစ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်